မင်္ဂလာပါရှင်။2025ခုနှစ်အေဗီလာ29ရက်နေ့အတွက်မိုးလီဝတ်သားနယ်ဇလာဗီဒာသတင်းများကို နေပြည်တော်မိုးလီဝတ်သားနယ်ဇလာဗီဒာညွှန်ကြားမှုအစည်းအဝေးမှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာချင်းပြည်နယ်၊စကိုင်းနယ်ဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာအေဗီလာရဲ့ပုံမှန်ဝူချိန်တို့ထံ3ဒီဂရီဆက်စီယံနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းနေပြည်တော် ARD တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာအပီလာရဲ့ပုံမှန်ဘူးချိန်တို့ထက်2ဒီဂရီဆက်စီယံပိုခဲ့ပြီးကယားပြည်နယ်မှာအပီလာရဲ့ပုံမှန်ဘူးချိန်အောင်2ဒီဂရီဆက်စီယံညွန်နေခဲ့ကကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာအပီလာရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်အပီလာ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေဘူးချိန်ချင်းနေများမှာချောင်းမြို့မှာ55.3ဒီဂရီဆက်စီယံစင်ပြူကျုံမြို့မှာ53ဒီဂရီဆက်စီယံ မြင်းမူမျိုးမှာ42.9ဒီဂရီဆက်စီယံမြင်းကြံမျိုးမှာ42.8ဒီဂရီဆက်စီယံတဒအူလေကြောင်းမိုးလေဝသမှာ42.8ဒီဂရီဆက်စီယံမင်းဘူးမျိုးမှာ42.6ဒီဂရီဆက်စီယံရမဲသင်မျိုးနဲ့တောင်နေချင်းမျိုးတို့မှာ42.5ဒီဂရီဆက်စီယံစီစောင်းတူမျိုးမှာ42ဒီဂရီဆက်စီယံနဲ့ညအူးမျိုးကြောက်ဆဲလွန်ကျော်မကွေမျိုးနဲ့ကံကောမျိုးတို့မှာ42.8ဒီဂရီဆက်စီယံစီတို့ဖြစ်ကြပါတယ်မှတ်သားဝယ်ရမွေချင်းများမှာ ိန်စရဲမျိုးမှာလေတသမာ၃ညကိုလမ်းမှာမြောက်ရီမျိုးမှာ၃တသမာ၃ကိုလမ်းမှာကြိုက်ခမီမျိုးမှာ၂တသမာ၆ရှဲလမ်းမှာရွှေချင်းမျိုးမှာ၂တသမာ၆လေးလမ်းမှာတာချီလေးမျိုးမှာ၂တသမာ၃ငါလမ်းမှာပေါင်မျိုးမှာ၁တသမာ၈ငါလမ်းမှာချောင်းစုံမျိုးမှာ၁တသမာ၈တဲလမ်းမှာမော်ဘီစိုက်ပျိုးရေးမှုလေဝတ်သားမှာ၁တသမာ၇ခွန်လမ်းမှာရန်ကုန်မင်္ဂလာတောင်မြို့နယ်မှာ၁တသမာ၆တဲလမ်းမှာနေကြိုင်မျိုးမျိုးမှာ တတိယမှာငါးခွန်လမ်းမတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လည်းတနအိခွဲချင်းမိုးလီဝတ်သားကျူတို့မှဖန်ယုံရရှိတဲ့ပုံရကပ်ပလီပင်လည်းပြင်းနေဘင်္ဂလားပင်လယ်အော်တို့မှတိမ်တင်တင်မှတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ AR တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးရိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လာရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတီချုံခြင်း၊မိုးကြိုဖြစ်ခြင်း၊ပျက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင့်တင့်မှာတိတ်ထူထန်နေရကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံ အရှိမြောက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာလေပြင်းအားလျော့နေနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြမမြမကံယုံတန်းတရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာငားပေမှာရှိပီကန်ရှိနိုင်ပါတယ်။မနှက်ပြတ်မနှက်ထီခက်မှန်းချက်များအနေနဲ့ကတော့စကိုင်းနဲ့ဒေသကြီးထပ်ပိုင်းရှမ်းပြည်နဲ့ကယားပြည်နဲ့နေပြည်တော် AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံပြား တချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျဲမှုတချုံရွာပြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးတရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမှုချနေပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ဇလာပိတာခံမှန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့ညီတော်အတွက်လက်ဖြတ်မနေသည့်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမှုတချို့ရပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆက်စီယက်95ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနေပါသည်။ရန်ကုန်မြို့နယ်ညီတော်အတွက်လက်ဖြတ်မနေသည့်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမှုတချို့ရပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရင်ဟိုက်နဲ့ အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရင်ဟိုက် ရှိနေပါတယ်မန္တလေးမြို့နယ်နေတဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြားမှုတစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါလိမ့်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနည်းငယ်တော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ၊နေပြည်တော်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရော်တီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာစစ်စိမ်မှာနေရာနံပြား၊မိုးထစ်ချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လ2နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပီတာသတင်းများပဲဖြစ်ပါနေ။ကိုစိတ်နှပြစမ်းမှချမ်းသာကြပါစေရှင်။